โอเคဒါဆိုရင်ကျွန်တော်တို့တဖြည်းဖြည်းနဲ့ lesson 9ကိုရလာပြီပေါ့နော် lesson 9ကတော့အဓိက rendering ပေါ့နော် render ကျွန်တော်ရှေ့ရလုပ်ခဲ့တဲ့ဒီ model လေးနေအကုန်လုံးကျွန်တော်တခြားဒီအကုန်လုံးပေါ့နော်ကျွန်တော် lighting တွေအစအကုန်လုံး setting တွေအကုန်လုံးချိန်ပြီးသွားပြီကျွန်တော်လုပ်ပွားပြီပေါ့နော်အဲ့ဒီဟာဟိုကျွန်တော်တို့ရက်လုပ်ထားတဲ့ပုံစံအတိုင်းအတိအကျတခြားထွက်အောင်ပေါ့နော်ကျွန်တော်တို့ rendering လုပ်အောင်โอเคအဲ့တော့ rendering လုပ်ဖို့ဆိုရင်ကျွန်တော်ဒီလိုပဲဒီတိုင်းပဲဒီတိုင်းပုံအပေါ်မှာကျွန်တော်ခုန ရှေ့မှာပြောခဲ့သလို wire friendship နဲ့ solid material ရဲ့နောက်ဒီ render view point ပေါ့နော်အဲ့တော့ဒီ render view point နဲ့ကြီးလိုက်မယ်ကျွန်တော်တို့ဒီပုံစံအတိုင်းပေါ့နော်နောက်ဒီမှာကင်မရာလည်းဒါချိန်ထားရပေါ့နော်ကင်မရာလည်းဒီလိုဒီပေါ့နော် okay အဲ့တော့ဒီကျွန်တော်တို့ဒီ b ကနောက်ဒီမှာ property ပေါ့နော် property တွေအမှကျွန်တော်ဒီမှာ output output ဆိုရှိဒီမှာ render အရင်ဆုံး render ပေါ့နော် render ဝင်လိုက်မယ်ပြီးရင်ဒီမှာ ev cycle ရှိတယ်ပေါ့နော်ကျွန်တော်ဒါကတော့ နာပြောခဲ့သလိုပဲဒီမှာ EV ပဲယူလိုက်မယ်ပြီးရင် retracing okay ပြီးရင်ဒီမှာ output output မှာကျွန်တော် blue ထုတ်မလဲပေါ့နော်အဲ့တော့ output မှာကျွန်တော်အခုယူထားတာဒါ1080ပေါ့နော်ဒီမှာသူရဲ့ resolution size က1920 1080ဆိုတော့ဒါ1080 size ပေါ့နော်အဲ့တော့အဲ့ဒါကိုကျွန်တော် 4K ပြောင်းလိုက်မယ်1840 2160ပေါ့နော်အဲ့တော့ဒါ 4K ဖြစ်သွားပြီပေါ့နော် 4K ရုပ်ထွက်ပြီးရင် အဲကျွန်တော်တို့ဒီနောက်ကဒီ background ပေါ့နော် နောက်ကဒီ background ကအဲဒါခဲရောင်ပေါ့နော်အဲခဲရောင်ပုံစံမိခိုးရောင်ပုံစံပေါ့နော်အဲအဲ့လိုမျိုးဝင်နေအဲ့ဒါကိုလည်းထပ်ပြီးတော့ကျွန်တော်တို့ကဒါပြောင်းလို့ရတယ်ပေါ့နော်ဒီအဲ့ဒီဟာကိုကြာတော့ကျွန်တော်ဒီမှာ color ဆိုရှိအ color မှာကျွန်တော်ဘာရောင်ထားခြင်းအဖြူလားအဲကျွန်တော်တို့ဒီမှာအနက်ပဲပေါ့နော်အနက်ပဲထားလိုက်โอเคအဲပြီးရင်ခုန output ပဲပြန်သွားလိုက်မယ်အဲ့ဒီမှာကျွန်တော်တို့က အဲဒါ animation လုပ်မယ်ဆိုရင်ကျွန်တော်ဒီမှာ frame frame rate ရွေးလို့ရပါတော့เนาะ24လာအဲပြီးရင်ဒီမှာအများကြီးပဲ2240ဒီပေါ့နော်ပြီးရင်ကိုပန့်ကိုထပ်ပြီးတော့ custom နဲ့ပြန်ပြီးချိန်လို့လည်းရပါတော့เนาะ okay ဒီတိုင်းပဲထားလိုက်မယ်ပြီးရင် frame start ပေါ့နော် animation လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီ frame ဖယားပြီးဘယ်အထိ animation လုပ်မလဲပေါ့နော်ကျွန်တော်ဒီအောက်မှာဆိုရင်ဒီမှာအများကြီးရှိတယ်ဒီမှာသူက star 1 โอเคဒီမှာ star ဒီကပြပြလိုက်မှာကျွန်တော်ဒီအောက်ကကျွန်တော်လည်းကိုရဲနာဆိုတော့ပြီးဒီမှာ fin star ဘယ်ရဆောင်လဲ1အနေနဲ့ကျွန်တော်အခုဆိုရင်ဒါ250ပေါ့နော်250အထိဆိုတော့โอเคအဲ့ဒီအတိုင်းပဲထားလိုက်မယ်ပြီးရင်အဲ့ဒီဟာကျွန်တော် animation လုပ်တဲ့အချိန်ကြရင်တော့အဲ့ဒီဟာကိုပြန်ပြီးချိန်လို့ရတယ်ပေါ့နော်အခုကတော့ image အနေနဲ့ပဲ rendering လောက်ပြမှာဆိုတော့ဒါကတော့ကိစ္စမရှိဘူးဒီကန်းထားလိုက် ြီးရင် output ပေါ့နော် output ကဘယ်ဘယ်ကို output ထုတ်မလဲပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ရဲ့ဒီ file location အဓိက file location ပေါ့နော် file location ဘယ်နေရာကို save မလဲပေါ့နော်အဲအဲ့လိုမျိုးဒါကတော့ output okay အဲ့တော့ကျွန်တော်ဒီမှာနှိပ်လိုက်မယ်ပြီးရင် desktop မှာကျွန်တော်ခုနကဆိုရင် banner for beginner tutorial ရယ်ပေါ့နော်အဲအဲ့တော့အဲ့ဒါကိုဒါအဆက်လုပ်လိုက် okay ပြီးတော့မှအဆက်လုပ်လိုက်တာနဲ့အဒီထဲကိုရောက်သွားပြီပေါ့နော် ရောက်သွားပြီဆိုမှပြင်ကျွန်တော်ဒီမှာနိုင်ပေါ့နော်အဲဒီ image okay အဲ့ဒီလိုဝတ်ထားလိုက်ပေါ့နော်ဒါပြီးတော့ဒါ accept လုပ်လိုက်မယ် okay အဲ့ဆိုရင်ဒီမှာဝင်သွားပြီပေါ့နော်ဒီမှာအဲ့ဒီ name အတိုင်းအဲ့ဒီ file location အတိုင်းကိုသူဝင်သွားပြီပြီးရင် media drive media drive ကဘာလဲဆိုတော့ image ပေါ့နော်ကျွန်တော် image လား video လားဆိုရင်ဒီမှာ image ပေါ့နော်ပြီးရင် နောက်တော့ file format ကဘာနဲ့လုပ်မှာလဲ png လားအဲနောက် jpeg လားပြီးရင်ဒီမှာရွေးလို့ရအောင်ပဲဗောနော်အခြားတော့အရာအဲတော့ကျွန်တော်ဘာနဲ့လုပ်မလဲဆိုတော့ jpeg နဲ့ဗောနော် jpeg နဲ့လုပ်လိုက် jpeg နဲ့ဆိုရင်ဒီမှာ rgb ဗောနော် rgb နောက် png ပြောင်းလိုက်မှာဆိုရင် rgba ဗောနော်အဲဒီမှာ rgba ကျွန်တော် png ရွေးထားပြီမဲ့ rgb ကိုရွေးလိုက်မှာဆိုရင်ဒီ background က png လို့ဒီ background မပြောက်ဖဲနဲ့ ကျွန်တော်တို့ဂျီဘက်ပုံစံကြီးပဲထွက်နေလိမ့်မယ်ပေါ့နော်ကျွန်တော်တို့အကယ်၍ PNG ရွေးမယ်ဆိုရင် RGB ရွေးလိုက်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီမှာဂျီဘက်ပဲဆိုတော့ဒါ Auto RGB ပဲရွေးလိုက်တယ်ပေါ့နော် Okay ဒီတိုင်းဆိုရင်တော့ဒါရပြီပေါ့နော်ရပြီဆိုတော့ Okay အဲ့အဆိုရင်ကျွန်တော်ဒီဟိုလား render image ကိုပြန်သွားကြည့်လိုက်မယ်အဲ့တော့ဒီပေါ်ကနေကျွန်တော်တို့ top bar မှာရှိတဲ့ render ပေါ့နော် render image ပေါ့နော် ကျွန်တော်တို့ကဒါ image ကိုကြည့်မှာဆိုတော့ဘယ်လား image keyboard ကဆိုလဲဒီမှာသူပါတော့เนาะ F12 နဲ့လည်းညတယ် Okay အဲ့တော့ chat ကြည့်ကြည့်လိုက် okay ဒီမှာလဲနေအဝိုင်းလေးလဲနေတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခုန1080ရပြီရောခု 4K ပေါ့နော် 4K ကိုဒါ format ပြောင်းလိုက်တဲ့အတွက်နည်းနည်းလေးတော့ကြာသွားတယ်ပေါ့နော်အဲဒါမှရုပ်ထွက်ကဒီမှာ zoom ဆွဲကြည့်လိုက်တာနဲ့တော်တော်လေးတိတိတတ်တာဖြစ်သွားတယ်ပေါ့နော် okay ဒီမှာ ဒါဆိုရင်ကျွန်တော်ခုနနောက်ကရေးခဲ့တဲ့ background အမဲနဲ့ကျွန်တော်တို့ကင်မရာချိန်ခဲ့တဲ့အတိုင်းပြီးရင် resolution ကလည်းခုနက 4K ပေါ့နော်အဲအဲ့ဆိုတော့ဒါကြီးကြီးလေးနဲ့တတ်တော့ရမှာပေါ့အဲ့ဒါအောင်မှထပ်ပြီးတော့ကိုက 8K ဒီထိထပ်ပြီးတော့တိုးထုတ်လေးရရပေါ့နော်အဲ okay ဒါဆိုရင်ဒီဟာကိုကျွန်တော်ထပ်ပြီးတော့ဒါမဲ့ဒီမှာ render image အနေနဲ့ကိုကကြည့်လိုက်တာပေါ့နော်ခုနကကျွန်တော်တို့ file output မှာကျွန်တော်တို့ name နေပေးပြီးတော့ file location နေပေးပြီးတော့ကျွန်တော် လုပ်ခဲ့ပြင်မဲ့ဒီမှာကတော့ brander image အနေနဲ့ဒါအဓိကတော့ preview ပေါ့နော် preview အနေနဲ့ဒါကြီးလိုက်တဲ့သဘောမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့အဲ့ဒါဟိုကျွန်တော် save ခြင်းတဲ့အခါမျိုးကြတော့ဒီကနေ image ပြီးရင်ဒီမှာ save ပေါ့ save as ပေါ့နော်အဲ့အဲ့လိုလုပ်လိုက်တာနေလေဒါပြန်ပြီးတော့ဒါရသွားပြီနော်ဒါအကို save ခြင်းတဲ့ဒီ location ပေါ့နော် okay ဒါပါကျွန်တော်ဆိုရင် okay အဲ့တော့ဒီတိုင်းလေးပဲပြီးရင်ဒီမှာ ထပ်ပြီးတော့ဒီမှာကျွန်တော်ရွေးရမှာပေါ့နော်ကျွန်တော်ဒီမှာကိုမစေးမှာဆိုတော့ပြီးတော့ဒီမှာ media type ဗာလဲ image ပေါ့နော်ပြီးရင် file format က jpeg ရဲအဲ့လိုမဟုတ် png ဆိုလဲရတယ် rgb ပေါ့နော် okay ဒီမှာတော့ jpeg ပဲ okay အဲ့တော့အဲ့ဒါကို quality သူအတိုင်းပေါ့နော်နိုင်ပြီ degree okay ဒီမှာနိုင်ရလဲပေးထားလိုက်ပြီအဲ့ဆိုရင် cs image ပေါ့နော်အဲ့အဲ့ဆိုရင်ကျွန်တော်ခုနကနော်ဆေးခဲ့တဲ့ file location အတိုင်းပေါ့နော်အဲ့ဒီထဲမှာအတော့ပြန်ကြည့်လိုက်တာ ਨੇ ဒီ ပုံအတိုင်းလေးကျွန်တော်ရနေပြီနော် okay အဲ့ဆိုရင်ပြီးရင်ကျွန်တော်ဒါဆိုရင်ကျွန်တော် png အနေနဲ့ကျွန်တော်စေးမယ်စေးမယ်ဆိုတော့ဒီ background ကို background မပါစေချင်ဘူးနော် background မပါစေချင် okay အဲ့ဆိုရင်ကျွန်တော်ဒီမှာ okay ဒီမှာကျွန်တော်ဒီဟိုတာပေါ့နော် render ဒီကင်မရာပုံစံလေးတွေပေါ့နော်ကျွန်တော် property တွေကကင်မရာပုံစံလေးတွေရမှာ render တဲ့ဝင်ပြီးရင်ကျွန်တော်ဒီမှာ flint ဆိုတာရှိရပေါ့နော် flame မှာကျွန်တော်ဒီ transparent မှာ click ပေးလိုက်ထားတာ okay ဒီမှာ background ပြောက်သွားပြီပေါ့နော် okay background ပြောက်သွားပြီပြီးရင်ကျွန်တော်တို့ render ကိုသွားပြီးတော့ဆေးတဲ့အခါကျရင်လည်းခုနလို jpeg မဟုတ်ဘဲ png ကိုရွေးပြီးတော့ rgb နဲ့ဒါဆေးလိုက်တယ်ဆိုရင်ဒါကျွန်တော်လိုချင်တဲ့ png ပုံရပြီပေါ့နော် okay အဲဒီမှာဆိုရင်မပါတော့ဘူးเนาะ okay အဲအဲ့ဒါဟိုမှာကျွန်တော်ဒီမှာ โอเคเซฟไล่ป่ะทีนี้มา PNG ยัง RGB อยู่เนาะที่อ่ะเซฟไล่โอเคถ้าส่วน PNG เรารู้ยากไว้ป่ะเนาะโอเคถ้าส่วนยังဒါဒီ lesson 9မှာတော့ဒါ render ထုတ်ပုံထုံးလေးဒါတိပြီပေါ့နော်ဒါဆိုရင်ဒါစုံသွားပြီလို့ပြောလို့ရတယ်ကျွန်တော်တို့ဒါဘာပဲရောအခြေခံ basic ျွန်တော် install လုပ်နေရပြီးတော့စပြီးတော့ blender ကိုတုံးပုံတုံးပြီးလုံးဝဒါအခြေခံဒါဆိုရင်ဒါကိုပုံစံအတိုင်းကိုကိုတိုင်းဒါလုံနိုင်ပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာကိုရပြီဆိုရင်ကျွန်တော်ဒီကူရဲ့ဒီ blender for beginner course ပေါ့နော်ဒီຢာလေးကိုရသွားပြီဆိုရင်နော်ထပ်ပြီးတော့ကျွန်တော်ရဲ့ဒီ channel မှာရှိတဲ့မကြီးသေးတဲ့ပုံလေးနဲ့နော် blender tutorial လေးရှိရပေါ့နော်အဲ့ဒါလေးသွားပြီးတော့ ထပ်ပြီး link ချင်းလို့လည်းရတယ်ဗောနော်အဒီဗီဒီယိုလေးနဲ့ထပ်ပြီး link ချင်းမယ်ဆိုရင်တော့ပို့ပြီးတော့ဒါ perfect ဖြစ်သွားပြီလို့ပြောလို့ရတယ်အဲ့ဒါအောင်မှထပ်ပြီးတော့ကိုကအခြားသောအရာတွေထပ်ပြီးလေ့လာချင်တယ်ဆိုရင်ကျွန်တော် channel မှာပဲရှိတယ်အဒီမှာအဲ rigging နေနဲ့ပတ်သက်ပြီး animation လုပ်ပုံလုပ်ပြီးကြည့်ရောအဲ့လိုမျိုးလေးရှိတယ်ဗောနော်ထပ်ပြီးတော့လေ့လာလို့ရတယ် okay အဲ့ဆိုရင်နောက်ပိုင်းမှာဒီအားလေးကိုကျွန်တော် render တင်လဲချပြပါပြီဆိုတော့နောက်ပိုင်းမှာနောက် lesson တန်းမှာဗောနော် lesson တန်းမှာဒီအားလေးကို animation လေးဆန်းလုပ်ပြီးတော့ video လေး render ထုတ်ကြည့်မှာပေါ့နော် okay